အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီညအစ္စရယ်နဲ့အီရန်ရဲ့ပဋိပက္ခအကြောင်းရုရှားရဲ့ဆူယီမှုရဲ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ရုရှားကအရှက်ကွေးခံခဲ့ရတယ်လို့ကျွန်တော်ပြောရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအားလုံးပဲမင်္ဂလာလေချောင်းကကွေးစနစ်ကိုရုရှားနေပညာနဲ့အီရန်နေပညာကအတူတူပဲ တနည်းအဖြစ်ပြောရမယ်ဆိုတော့အီရန်ကရုရှားရဲ့လေကြောင်းကကိုယ်ရေးစနစ်ကိုတုံးချတယ်ပေါ့ဒါပေမဲ့အစ္စရေလကအီရန်ကိုတိုက်ခိုက်တဲ့ခါကျတော့လွင်လွင်ကူကူလေးနဲ့ထုပေါက်တာကိုကျွန်တော်တွေ့တွေ့ခဲ့တယ်အဲ့မှာရုရှားကစူးရင်လာတယ်ပေါ့နော်တကယ်လို့များနေတူးကရုရှားကိုချနိုင်မယ်ဆိုရင်ရုရှားကိုတနာရေးပိုင်းနာရေးပိုင်းတွေတွင်မှာနေတူးကလွေလွေလင်းနဲ့အော်ရုရှားအနိုင် အနိုင်အနိုင်လုတ်ဖို့လွေတယ်ပေါ့ဘာဖြစ်လို့ဆိုအခုအီရန်ကတုံးနေတဲ့နေချောင်းကဝေးစနစ်ကရုရှားရဲ့အာဏာချက်ကိုတော်တော်များများကိုတွားပြီးမှအထောက်ပြတယ်လို့ပြောခဲ့ကြတယ်ဒီယာရီကိုကျွန်တော်တို့ဆွေးနွေးမယ်မဆွေးနွေးခင်မှာ Israel versus Iran ရဲ့လက်နက်ကိရိယာဘယ်လိုမျိုးသူပုံစံတုံးတာလဲပေါ့အဲ့ဒါကိုကြည့်ပြီးမှရုရှားကဘာကြောင့်အဆုံးရင်တာလဲကိုကြည့်မယ်ဒါလေးကိုမပြခင်မှာကျွန်တော်ကဘာပြောချင်လဲဆိုတော့အခုက အစ္စရေးပရမနစ်စတာကဒိုနယ်ထရမ့်ရဲ့မွေးနေ့ကိုကွန်ပျူတာစကားပြောခဲ့တယ်။အဲ့ဒီမှာဗာပြောခဲ့တယ်ဆိုတော့ဒိုနယ်ထရမ့်ကူတဲ့အီရန်ကနှစ်ကြိမ်နှစ်ကြိမ်တပ်ဖွဲ့ယူဆတယ်ဆိုမှသူပြောထားတာရှိတယ်။အဲ့ဒါလေးကိုကျွန်တော်ဗီဒီယို share လုပ်ပြီးမှပဲကြည့်ကြည့်ရအောင်ပါပေါ့နော်။ပရိသတ်တို့ကကျွန်တော်ရဲ့ YouTube လေးကိုစိတ်ဝင်စားတယ်နော်ကမ္ဘာသတင်းလေးတွေကိုအာရရှိတယ်အတွက်ကြုံရတယ်လို့ခန်းစားဘဟုသူတော်ရရလို့ခန်းစားမိတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးမှာလည်း subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ပေါ့နော်။ကြည်လာဆိုတော့ကျွန်တော်ဒီဒီ chat လေးကြည့်ကြည့်အောင်။ Anyone and everywhere in the world by defending ourselves we're also defending others. We're defending so, our Israel's yeah, prime minister ကဘယ်လိုပြောခဲ့လဲဆိုတော့ Iran ကအခုလိုမျိုးနော် nuclear လက်နက်တွေကိုဒုံးကြီးတွေကိုထုတ်လုပ်တာက Europe အတွက်လည်းအန္တရာယ်ရှိတယ်သူတို့ကျွန်တော်ရဲ့အရှိလေးပိုင်းမှာရှိနေတဲ့နိုင်ငံတော်များများအတွက်လည်းအန္တရာယ်ရှိနေတယ် US အတွက်လည်းရှိနေတယ်အန်ဒရီရှိနေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကကုကုကုကောက်ကွေရင်းနဲ့အခုလိုမျိုးတိုက်ခါတိုက်ခိုက်တာဖြစ်တယ်အစ္စရေလကကုကုကုကောက်ကွေတယ်ကျွန်တော်တို့က Western ကိုလည်းကောက်ကွေပေးတယ်အိမီနာချင်းအာရဗ်နိုင်ငံကိုလည်းကောက်ကွေပေးတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အီရန်ကဒီလက်နက်တွေကိုရနိုင်မယ်ကောင်းကောင်းလေးကောင်းထီဖုံနိုင်မယ်ဆိုတော့အာရဗ်နိုင်ငံအတွက်လည်းလုံခြုံမှုမရှိတော့ဘူးချိန်ချောက်လာတယ်ဝက်စတန်အတွက်လည်းလုံခြုံမှုမရှိဘူးယူရိုပအတွက်လုံခြုံမှုမရှိဘူးဆိုတော့ပြောလာတယ်ပေါ့နော် Arab neighbors, our friends in peace. We're defending uh, Europe. We're defending, we're helping defend also the United States, which helps us all the time. US In Europe, like a This is an important mission. Right now, the Iranian regime is bombing our civilian neighborhoods. While we are targeting the terrorists. By the way, aku la shi chen ni ma, ta to le ko tai kha ye ka pin than de. Chuno YouTube ka ni ma pya ye ro bu. Chuno khana khana pya kha cha chuno YouTube ka khana khana ko pi lai thi de bu. YouTube ကလုံးဝအဲ့ဒီအိမ်ဖြစ်စည်းတာတို့ဘုံပေါက်ခွဲတံတို့ဘာများတို့ YouTube ကလုံးဝမကြိုက်တော့ဘူးခုနောက်ပိုင်းလေအဲ့တော့ကြောင့်ပေါက်ခွဲတံတွေကိုအိမ်ဖြစ်စည်းတာတို့မပြရဲတော့ဘူးပေါ့နော်ဆိုတော့အခုက Iran ရဲ့ကွာတတော်လေးအရေးကြီးတဲ့နေရာအများပြပြတ်ထားတာရှိတယ်လုံးဝအခုပြတ်ကျသွားအောင် Israel ကချထားတဲ့နေရာတွေရှိတယ်ခုခုကိုတိချင်တယ်ဆိုတော့ YouTube မှာသွားပြီးမှကြည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်မှတော့မပြရဲတော့ဘူးခဏခဏ copyright ထိတယ်ဆိုတော့လေ That this is not good they tried to assassinate uh, president tw trump twice they tried to assassinate president trump twice ဘောနော်အချိန်နှစ်ခါလောက် iran က trump ကိုတပ်ဖြတ်ပူးကျူးစားကြတယ်ဆိုပြောခဲ့တယ် they bombed american embassies they killed 241 marines america ရဲ့တန်ယုံတွင်ကလည်းဘုံကျေးပလိုက်တယ်ပေါ့နော် so america ရဲ့ marine တပ်သား240တိကလည်း iran ကတတ်ခဲ့တယ်ဆိုပြောတယ် beirut They killed and injured thousands of Americans with their IEDs in Iraq and Afghanistan. So Iran နဲ့ Afghanistan တို့ကပေါ့နော် US ရဲ့တပ်သားထောင်တဲ့ချီပြီးမှတက်ခဲ့ဖူးတယ်။ဒါကတော့လက်ရှိချိန်လေးကသူပြောတာမဟုတ်ပါဘူး။ဘောရင်တို့ကဖြစ်ပြတဲ့ဥစ္စာကိုပြန်ရှင်းပြတာပါပေါ့နော်။ဩ Iran ကတနည်းအားဖြင့်ပြောရမယ်ဆိုတော့ Iran က US တို့ Israel တို့ရန်သူကြီးပါပေါ့နော်။ Iran က US တပ်သားတွေကိုဒီလိုဒီလိုတတ်တယ်နဲ့နင်ပါနေဆက်တယ် Trump ကိုလည်းတပ်ဖို့ကြိုးစားနေတယ်ပေါ့။ They burn the American flag. They chant endlessly, Death to America. Our enemy is your enemy. And by doing what we're doing, we're dealing with something. <laughs> that... Our enemy is your enemy. Okay. အဲ့ဒါကတော့ရုရှားရဲ့အကြောင်းရုရှားအကြောင်းကိုပြောပြမှာပဲ Israel versus Iran လက်နက် နိုင်ရှင်ရေးကိုကြည့်ရှိအောင်အခုအီရန်နဲ့အစ္စရေလပြိပခါကြောင်းရုရှားရဲ့စူးယင်မှုကမင်းတက်တာလို့ကမ္ဘာမီဒီယာတွေကရေးကြတယ်ဘာဖြစ်လို့လဲဆိုတော့အစ္စရေလကအီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေကိုပြစ်မှတ်ထားတဲ့ခါကျတော့လုံးဝအစစ်မင့်လေရင်နဲ့တိုက်ခိုက်ပြီးမှအထူးဖောက်နိုင်တယ်အဲဒီတော့ကအီရန်ကဘာတုံးဖြစ်နေသလဲရုရှားထုတ်တဲ့ရုရှားနီးပညာတွေကိုရုရှားနီးပညာအခြေခံတဲ့ လေချောင်းကကွေရေးစနစ်ကတုံးခဲ့တယ်ဒါမှကျွန်တော်တို့ဘာတော်တွေ့ခဲ့လဲဆိုတော့အဲ့ဒီအီရန်ရဲ့လေချောင်းကကွေရေးစနစ်ကတော်တော်လေးကိုအကျဆုံးခဲ့တယ်ပေါ့တော့ဆိုတော့အီရန်ကဘာကူတုံးခဲ့တယ်ဆိုတော့ S30 နီးပညာရဲ့ပြီးတော့ဘဗာဘဗာလိုခေါ်နေတဲ့ဘဗာ373ပေါ့ဒုံးချေကကွေရေးစနစ်ကိုတုံးခဲ့တာဒါပေမဲ့အစ္စရယ်ကလွေလွေလေးနဲ့အဲ့ဒါကိုသွားပြီးမှချူဖောက်ခံခဲ့တယ်ပေါ့နော်ဆိုတော့အစ္စရယ်ရဲ့ တိုက်လေရင်ကဘာရင်းလဲဆိုတော့အစ္စရေလက F35 တုံးတယ် F15 တုံးနေတယ်ပေါ့ဒီတိုက်လေရင်တွေကိုတုံးပြီးမှနော်ဒီ cruise drone တွေကိုတုံးပြီးမှတုံးချခဲ့တယ်အဲ့ဒီခါကျတော့ Iran ရဲ့လေကြောင်းကကွေရေးစနစ်ကလုံးဝအခုမတားနိုင်ဘူးပေါ့ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆို F35 ကလုံးဝ power ရှိရပေါ့ပြီးတော့ F15 ကလည်းလုံးဝ power ရှိတယ်လေကြောင်းလေကြောင်းကကွေရေးစနစ်ကလုံးဝအခုမတားနိုင်တဲ့လေရင်ကြီးတွေဖြစ်တယ်ပေါ့ဒါဆိုတော့ Russia နဲ့ပါဆိုင်လဲပေါ့ ကြည့်ကြည့်အောင်ရုရှားကအခုကစိုးရင်လာတယ်ဘာဖြစ်လို့ရုရှားကစိုးရင်လာလဲနော်ရုရှားနဲ့အစ္စရေလကတိုက်မှမတိုက်တာပေါ့ဒါပေမဲ့ရုရှားအတွက်တော့ဒါကစိုးရင်စာတစ်ခုဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့အခုအီရန်ကတုံးနေတဲ့ကာကွယ်ရေးစနစ်ကလုံးဝကိုပြူလင်းမှုကြီးကရုရှားရဲ့စစ်ရေးအာဏာချက်ကိုဖော်ပြခဲ့တာပေါ့အခုကအီရန်ရဲ့လေကြောင်းကဝေစင်ပြူလင်းသွားတယ်ရှုံးရှုံးသွားတယ်ရုရှားပါဆိုင်လို့နဲ့ ရုရှားစီရင်အားစနစ်ကြီးကိုအားနည်းချက်ကိုအများကြီးဖော်ပြသွားခဲ့တာဘာဖြစ်လို့လဲဆိုတော့အခုအီရန်ကတုံးနေတဲ့ကောက်ခွေးစနစ်ကြီးကရုရှားရဲ့လုံးဝတူညီနေတဲ့ဒီဇိုင်းတွေရုရှားရဲ့နည်းပညာတွေအကုန်လုံးတူတယ်ကွာတနည်းအားဖြင့်ပြောရမစင်ရုရှားလက်နက်လို့ပြောရမှာပေါ့တော့ S S uh, S300 ရေ S400 ကိုအခြေခံပြီးမှထုတ်လုပ်ထားတဲ့ခရီးရတွေဖြစ်နေတယ် တနည်းအားဖြင့်ပြောရမယ်ဆိုတော့ရုရှားရဲ့ဤပညာနဲ့ရုရှားရဲ့လက်နက်ကိုသူကအုံပြူသွားတာအဲ့တော့အီရန်ကြီးကတော့ကိုပြူလေသွားတာသူ့ရဲ့နေချောင်းကောက်ွေးစနစ်ကြီးကဆိုယူကရိန်းတို့ကလည်းလိုပါပဲယူကရိန်းကရုရှားကိုတိုက်တုံးကရုရှားရဲ့လေချောင်းကောက်ွေးစနစ်ပေါ်တော့ S400 စနစ်ကထိရောက်မှုကိုမရှိဘူးလို့ပြောကြတယ်ထောက်ပြကြတယ်ပေါ့လေ US ဘက်ကလည်းထောက်ပြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရုရှားရဲ့လေချောင်းကောက်ွေးစနစ်ရှုံးရှုံးမှုကလည်းမနေတော့ဘူး 2022မှာရုရှားကတဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုတဲ့300နဲ့35ပေါ့နော်ရှုံရှုံခဲ့တယ်ပြောကြတယ်အမှနံပါတ်2တော့အများကြီးရှိတယ်နံပါတ်ကတော့ကျွန်တော်မဖော်ပြတော့ဘူးမပြတော့ဘူးပေါ့ကွာဆိုတော့ဒီနေ့အဖေပြောရမယ်ကျွန်တော်ရုရှားရဲ့လေကြောင်းတန်ကြီးကလေကြောင်းကာကွယ်ရေးကြီးကကျွန်တော်ထင်တယ်လို့မမိုက်ဘူးပေါ့အခုဘာဖြစ်လဲဆိုတော့နေတူးရဲ့ချင်းချောက်မှုကိုရုရှားအတွက်တော်တော်လေးကိုကြီးမားလာတယ် ရုရှားရဲ့အာဏာချက်ကအီရန်ကလည်းပြတ်သားသွားပြီဆိုတော့ဆိုတော့ရုရှားဥပမာရုရှားကိုနေတူးကောက်တိုက်ခိုက်နေမယ်ဆိုရင်အခုရုရှားရဲ့လေကြောင်းကကိုရေးလို့ခေါ်နေတဲ့ကျွန်တော်သူ့ရဲ့အနည်းပညာလက်နက်ကရာ S400 တို့ S500 စနစ်တို့ကအလွေတကူကို UK နေတူးကောက်တော့ပြီးမှချူဖောက်နိုင်တဲ့အခြေအလားလာရှိတယ် ဘာဖြစ်လို့လဲဆိုအစ္စရယ်တုံးနေတဲ့တိုက်လေရင်တွေဆိုတော့ကလေ US ကထုတ်ပေးနေတိုက်လေရင်တွေဖြစ်နေတယ်။အီရန်ကိုတော့ချတဲ့ခါကျတော့လွေလွေကူကူလေးနဲ့ထူဖောက်တိုက်တယ်။ဆိုနေတူးကရုရှားကိုတော့ချမယ်ဆိုနေရုရှားရဲ့လေချောင်းရေးကောက်ွေးစနစ်ကလေလွေလွေကူကူလေးနဲ့ဖောက်နိုင်ချေလားလားရှိတယ်။အဲ့ဒါကြောင့်မော်စကိုကဘောတော့တတော်လေးကိုစူးရင်လာလို့ပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမော်စကိုရဲ့အဓိကချတဲ့အခြေခံစခန်းတွေကိုဘောတော့နာဂျီပိုင်းအတွင်းမှာနေတူးကဖြစ်စည်းနိုင်တယ်လို့ပြောကြတယ်။ အဲ့ဒါကိုသုံးသချက်ပါတော့လုံးဝ100%မှန်မှန်ဆိုတာကတော့ထားပါတော့ပြီးတော့ပရိသတ်ကြည့်ရှုသူတွေအနေနဲ့လေယုံကြည်တာမယုံကြည်တာကတော့ထားပါတော့ဒါပေမဲ့အခုအီရန်ရဲ့လက်ရှိအခြေအနေကိုကြည့်ချင်တာပြည်သူတို့ကပြောကြည့်ရပါအေးမော့စ်နေတူးနဲ့ရုရှားသားအစ်ပွေးဖြစ်နေမယ်ဆိုရင်လုံးဝအချက်ချင်းကြီးပါတော့ရုရှားရဲ့မော့စကူမြို့ရဲ့အဓိကအခြေကျနေတဲ့စခန်းကြီးတွေကိုနေတူးကြီးကနိုင်ပိုင်ရလူကြီးမှာအကုန်လုံးဖြစ်စီအောင်လုပ်နိုင်တယ်ဆိုတာပြောလာကြတယ် အဲ့ဒါကြောင့်ရုရှားကတော်တော်လေးကိုစူးရင်လာတယ်ပေါ့နော်။အော်သူရဲ့လေချောင်းကပွေးစနစ်ကြီးကအဲ့လောက်ထိအတော်မဝင်တာလားပေါ့။ဣသရေလကလွန်လွေလေးနဲ့ချူဖောက်တာပဲပေါ့။ဒါဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးမှတုံးတကြည့်အောင်ပရိသတ်တို့နဲ့အတူတကွပေါ့နော်။ဆိုတော့ပရိသတ်တို့ကအော်ဘလူးဘလူးပြောချင်လဲပေါ့နော်။ဒီနေရာလေးမှာကျွန်တော်ပြမယ်တစ်ချက်တော့။ Hold on guys, hold on, hold on. All right. ဆိုတော့ရုရှားနဲ့ sorry iran နဲ့ israel ရဲ့လက်နက်တွေကိုနှိုင်းယှဉ်ကြည့်အောင် israel ကတုံးနေတဲ့လက်နက်ကဘယ်အနေလာတဲ့လက်နက်တွေလဲပြီးတော့ရုရှား iran ကတုံးနေတဲ့လက်နက်တွေကဘယ်အနေလာတဲ့လက်နက်တွေလဲပေါ့ကြည့်ကြည့်အောင် been preparing for this confrontation for decades so how do they stack up well on paper iran far outnumbers israel in terms of active and reserve personnel so sa sa yo saram po ma ro အီရန်ကတော့လုံးဝတက်သားနဲ့တက်သားအရာပေါ့နော်လူအားဆိုတော့ပူများတာပေါ့စာရုပ်စာတမ်းပုံမှန်လို့ပူများတယ်ပေါ့ Iran is a much bigger country than Israel 86 million people to Israel ဆိုတော့ပရိသတ်တို့တည်တဲ့အတိုင်းပါပဲ Iran ဆိုတာက Israel ထက်လုံးဝကြီးမားတဲ့ဟိုနိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတော့ Israel ကတက်တင်းလေးကွာ Israel ကရန်ကုန်လောက်ရှိမှလားရန်ကုန်နဲ့မန္တလေးပေါင်းလောက်ပဲရှိမှာတော်တော်လေးကိုတက်တင်းတဲ့အတက်တင်းလေးပေါ့နိုင်ငံချင်းနဲ့နိုင်ရှိမှာဆိုတော့ Israel ကတက်တင်းလေးပဲပေါ့နော် people. So uh, the Iranians have got 960,000 personnel, Israel mm. have got 634,000. Mm. But this war, of course, won't be about who has the more manpower. It's really about who has the best technology, particularly. Ah. ဘီတူကလူအားပူများတာလဲစူရာထက်ဘီတူကတက်ကနိုလော်ဂျီပိုင်းဆိုင်ရာမှာနီးပညာပိုင်းဆိုင်ရာမှာပူထားတယ်ဆိုတော့အဓိကဖြစ်သွားတယ်ပေါ့နော်အခုခက်တိုက်ပွဲကအလူပါပဲ in the air war. And on that score, there is a clear and obvious winner. So let's look at the attack capabilities. Now, first, Israel's weapon of choice. Of course, there are its fighter jets, the F 15, the S 16. So, Israel pick up. တော်နေတဲ့လေယာဉ်တွေကအမှန်အစားကြီးဖြစ်လာတယ်။နော် F15 ရေ F16 ရေ F35 ရေအဲ့ဒါကြောင့်လေအီရန်မှာရှိနေတဲ့ nuclear site တွေကိုဒီလေယာဉ်တွေကိုတုံးပြီးမှလွယ်လွယ်ကူကူလေးနဲ့ထုဖောက်နိုင်ခဲ့တာကွာ သူတို့မှာရှိနေတဲ့လေကြောင်းကောက်ကိုရေးစနစ်ကလည်းရှုံရှုံသွားခဲ့တာ35 very stealthy the F35 can get through radar defenses mm. undetected very very useful weapon system for the yeah. Iranians to operate the Iranians they operate much older Russian jets mm. and they've lost some of them they don't work as well oh. Iran ကဘာသုံးလဲဆိုတော့ Russia ရဲ့ထုတ်နေတဲ့တိုက်လေယာဉ်သုံးနေတယ်ပေါ့နော်တချို့လူတွေတချို့တိုက်လေယာဉ်ကအလို့မလို့တော့ဘူး တချို့ကအီရန်ကအီရန်ရဲ့တိုက်နေရင်ကအစ္စရယ်ကပြစ်ပလိုက်တယ်ပြစီအောင်လုပ်နေတယ်ပေါ့ဆိုတော့တချို့ကလုံးမလုပ်ဘူးပေါ့ဆိုတော့သူတို့သုံးနေတဲ့တိုက်နေရင်တွေက အစ္စရယ်သုံးနေတဲ့တိုက်နေရင်တွေနဲ့အနှိုင်းရှင်ကြည့်မယ်ဆိုရင်တော့အီရန်ရဲ့လက်နက်ကမမိုက်ဘူးပေါ့နော် Instead, they built up a huge stockpile of missiles and drones. အဲ့ဒါကြောင့်သူတို့ကတိုက်နေရင်ကိုအားမကူဘဲနဲ့ပါလဲဆိုတော့ missile ကိုသူတို့ကအကူလာဒုံးကျယ်တွေကိုအကူလာတယ် drone တွေကိုအကူလာတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Iran ကရုရှားထုတ်တိုက်လေရင်ထက်သူအကူရာက drone နဲ့ missile ဒုံးကျယ်ပဲအကူအကူရယ်ပေါ့နော်။ Shahid 136 that we've seen much of in uh, Ukraine, the Imad, uh, the Koron Shah big missile, but this one, the Fata. There's a whole family of Fata missiles. They work. So tun tong ne yo saka Imad ye Fata ye di nku tong ku so lo ko. So ni amya song di Fata ku tong ne ya po. the uh, ballistics missile or no, hypersonic most modern versions of them are thought to be hypersonic which are really very difficult to defend against uh, so no, အတူအဒီကအားထားနေတဲ့ကိစ္စကဒီဖာတန်ဖြစ်နေတယ်ဟိုက်ပါဆိုနစ်ဆိုတာကတားပူဖြစ်နေတယ်ပေါ့။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဟိုက်ပါဆိုနစ်ကအတန်တက်ပူမြန်တဲ့ခါကျတော့တစ်ခါတစ်ခါတည်းကျရေဒါကမဖမ်းဆီးနိုင်ဘူးပေါ့နော်။အဲ့ဒါကြောင့်ပူထိရောက်မှုရှိနေတယ် ဆိုတော့အဲ့ဒီ ballistic missile လို့ခေါ်နေတဲ့ hypersonic လက်နက်ကလည်း Iran ကဘူအားကူးလာတယ်ပေါ့ It's estimated that the Iranians may have 3,000 of these ballistic missiles. So, any hypersonic landing Iran got Estimates would say it's probably nearer 2,000, but undoubtedly they have a lot of them, and they could keep throwing them at, at Israel over the coming days and weeks if they chose to do that. So, ဣသရေလနဲ့ဆက်လက်ပြီးတိုက်ခိုက်ရေးပြင်းထန်လာမယ်ဆိုတော့အီရန်ကခုနကျွန်တော်တို့ပြောနေတဲ့အတန်တပ်ပုံမြနေရဟိုက်ပါဆိုနစ်လက်နက်ကြီးကိုတုံးနိုင်ချေရှိတယ်။ဒါပေမဲ့အီရန်ကအခုလိုလိုစေတော့မတုံးသေးဘူးနဲ့တူပါလား။ဂျန်နဲ့မစ္စိုင်းကိုပဲအဓိကထားပြီးမှအတုံးတာနဲ့တူပါတယ်ပေါ့နော်။ Initial claims that Iran was building up the capacity to manufacture 300 ballistic missiles a month. And so Israel got a bill in there. အခုကကျွန်တော်ပြောနေတဲ့ ballistic missile hypersonic atantik pyan de hypersonic lat net ko iran ka tala ma 300 thauk lou le lo pyo ja 300 a month bor no eh if we put israel and hundreds of us bases in the crosshairs around the region mm. so if you look at a range map undoubtedly the iranians have a big capacity building in terms of their ballistic missiles and their drones so no dinia know, chi ni be so no iran ka tu ye ada che ka အဲ့ဒီဒုံးကျေတွင်ရဲ့ drone တွေအများကြီးတို့သူ့မှာရှိနေတယ်အဲ့ဒါကြောင့်လေသူက US ကိုလည်းချိန်ချောက်နိုင်တယ်ပေါ့နော်ဒီ UK ကိုလည်းချိန်ချောက်တယ် France ကိုလည်းချိန်ချောက်တယ်ပေါ့သူတို့မှာအဲ့လိုအများကြီးပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ချိန်ချောက်ချိန်ချောက်ရေးတဲ့တတိတွေလည်းရှိလာတယ် Over the years, Israel has the most advanced defense system in the world and it's built it up. And it's getting support from United States assets in the region. And that system, most people call it the Iron Dome. But အီရန်မှာပေါ့နော်သူလုံးဝကြောက်စရာကောင်းနေတဲ့ drone တွေအများကြီးပိုင်ဆိုင်ထားတယ် hypersonic missile တွေအများကြီးပိုင်ဆိုင်ထားတယ်တဲ့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်အစ္စရေးကိုကြည့်နေပြီဆိုအစ္စရေးမှာလည်းအဲ့ဒီ andrey ကိုကောက်ွေဖြူလုံနေတဲ့လက်နက်အကောင်အစားတွေရှိနေတယ်အဲ့ဒါက iron dome လို့ခေါ်နေတယ် david sling လို့ခေါ်နေတယ်ခုန aero aero ပေါ့ခေါ်နေဒီဟာအလုံးကတဲ့အစ္စရေးကထုတ်လုံနေတဲ့လက်နက်ကဘာကြီးကလည်းသမိုးကျနေတဲ့လက်နက်ကြီးတွေဖြစ်နေတယ် လောဝကဘာကြီးကလောဝအမိုက်စားပေါ့။ Israel ရဲ့ Iron Dome ဆိုတာကလောဝကဘာပေါ်မှာနာမည်ကျနေတဲ့လက်နက်ကြီးပေါ့။ဆိုအခုလိုမျိုးပေါ့ Iran ကလည်းပစ်လာနိုင်ခြေရှိနေတဲ့ hypersonic ဖြစ်ဖြစ် drone ဖြစ်ဖြစ်သူတို့မှာအဲ့ဒါအဲ့ဒီ damage တွေကိုကောက်ွေနိုင်ဖို့အတွက်လက်နက်ကောင်းစားတွေလည်းရှိတာ။ဒါကိုလည်းကျွန်တော်တို့ short တက်ဖို့မမေ့တင်ဘူးပေါ့နော်။ There's only one type of missile. So there's the Iron Dome missile itself. There's David Sling, which is a high altitude, short range, very fast missile. And there's mm. the Arrow 3, probably the best of the whole bit. is the Arrow 3. That probably works the better, best of all. Mm. But between them, as well as with some Patriot missiles, they create this sense of a dome, a multi layered dome that sits on top of their population centers that can cover the whole country because it's a small country and give them close to 100% protection. But of course, no. So, Israel Gabon, any new ma to got dome known it. ဘာလို့ဆိုမြို့အစ္စရယ်မြို့ကအစ္စရယ်နိုင်ငံကတင်းတင်းလေးကိုအတင်းတဲ့ခါကျတော့အဲ့အရာကိုလုံးဝအစ္စရယ်က အဲ့ဒီဒုံးချစ်ကိုလှုပ်ထားတာအားကြောင့်ရန်သူအားနဲ့တိုက်ခိုက်နေတဲ့ဒုံးချစ်တော်တော်များများကိုဣသရေလကကောင်းကင်ပေါ်မှာပဲလေဟံပြလေလေဟင်ပေါ်မှာပဲဖြတ်စည်းပြီးမှပောက်ခွေးနိုင်ခဲ့တာပေါ့နော် protection but of course no system will ever give you 100% protection now you just that chara no no system ကဘလောက်ပဲကောင်းကောင်းဘလောက်ပဲမဲ့မဲ့တရားရခိုင်တော့အောင်မှုဆိုတာခက်တယ်ပေါ့ဒါမဲ့ ဟိုရန်သူဘက်ကနေလာနေတဲ့ဒုံးကြီးတတော်များများကတရားနဲ့ဂူးစီရခိုင်လုံးရှစ်စီရခိုင်လုံးကအမေရန်ကောက်ခွေးနေတယ်ပေါ့နော်ဆိုတော့ perfect ဆိုတာမရှိဘူးဒါပေမဲ့မြတ်တတော်များများကတော့လုံးဝအသုံးဝင်တယ်ပေါ့နော် the a few missiles did get through mm. but the vast majority were intercepted mm. but no system no system is ever 100% Because any system can be overwhelmed with sheer numbers. Yeah. And that respect, we know that Iran does have the numbers. Yeah. But in contrast, Iran's air defense are old. So, the basis of the Suva, what do you have to do? A long time, a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  long time. They're weaker and they've been badly hurt by Israel already. Now, the IDF have actually looked at some of these systems, the S-300. So, a cool guy. Iran got a tole, can't hurry up. The tole, can't hurry up. Pablo, let it up. Israel got Iran's ballistics မစ္စာထောက်ရတဲ့နေရာကိုပစ်ချပလိုက်တာ number 1 number 2ကအီရန်ရဲ့ drone ထားတဲ့နေရာကိုပစ်ချပလိုက်တာ number 3ကအီရန်ရဲ့ the series ဇေနာတွေထားတဲ့နေရာကိုပစ်ချပလိုက်တာနော်ပြီးတော့ number 4က number number 4ကအီရန်ရဲ့ nuclear site တွေကိုပစ်ချပလိုက်တာပြီးတော့ number 5ကအီရန်ရဲ့လေကြောင်းကောက်ကိုရစနစ်တွေကိုသွားပစ်ချပလိုက်တာအဲ့တော့အစ္စရေးရဲ့နီးဗျူဟာကအီရန်ထက်တော့ပုံမိုက်တာပေါ့နီးဗျူဟာချင်းချင်းနိုင်ရှင်လဲဆိုတော့ ဆိုတော့အစ္စရေလကအဲ့ဒါကိုအီရန်ရဲ့အာတာချက်ကိုဂျူတင်ပီကမန်ပီတချဗီတာဖြစ်တဲ့အတွက်ကြောင့်အီရန်ရဲ့အာတာချက်ကိုသွားချပလိုက်အခုကအီရန်ကတော်တော်လေးကိုခံနေရပြီပေါ့နော်ဒါရီအားလုံးကအီရန်ရဲ့ defense system ဖြစ်နေတယ်တော်တော်များများကိုအီရန်ကဖြစ်စီပေးတယ်ဒီကိစ္စကြီးက Esther S S300 ဆိုတာကလေကြောင်းကကိုအစ်စနစ်ဖြစ်နေတယ်အခုကအတုံးမဝင်တာတော်တော်လေးကိုကျွန်တော်တို့တော်တွေ့ခဲ့တယ်အဲ့ဒါကြောင့်လေရုရှားကစူးရင်လာတဲ့ပေါ့နော်ဆိုတော့ဒီမှာကြည့် uh, core 15 sura le shi de tactical wa le shi de di yo sa de ka israel ka twa phit si pe khe le bo The here, old Russian system doesn't work that well these days, if you know where it is. The, mm. the Torad 15 and the Tactical Hunter. They're okay, but they're quite old. And the idea is so, at least police... Tactical, tactical Hunter, okay, Pinne. I'm at a totally hong, maybe, bro. Um, these images of them attacking Iranian surface to air missiles near Tehran. And there they are. If they can spot them, they can destroy them. They've mm. got enough intelligence to know where they are, even those which are mobile, like the S 300. Once they've spot them, then effectively they're dead yeah. if the Israelis decide to go for them. So, kuna dini alonga Israel ka luchine suno tu luchine dai to to pesi lo yara ni alala decide to go for them. Oh. Finally, Israel has the one thing that they don't want Iran to have nuclear weapons. Yeah. The Jericho 2, which is a nuclear uh, weapon uh, tipped missile. The mm. Israelis will. Dirkar, no sombo. Israel, no somja maro. လုံးဝအကိုမတုံးမဖြစ်တဲ့အနေထားရောက်နေမယ်ဆိုရင်တော့အစ္စရယ်က Jericho ထူးဆူနေတဲ့ nuclear လက်နက်ရှိတယ်။ဒါက ballistic missile nuclear capable ဖြစ်နေတယ် နျူကလ িয়ার အားကိုတုံးချနိုင်တဲ့ဟောဒုံးကျည်တွေရှိနေတယ်။ They never confirm or deny whether they have nuclear weapons. အဲဆိုတော့ဣသရေလကလည်းပါပဲ။ဘီရောခါမကျွန်တော်တို့ကနျူကလ িয়ার လက်နက်ရှိတယ်ဆိုတော့အတိမပြုတ်ဖို့ဘူး။ပြီးတော့မရှိဘူးလို့လည်းတခါမှမပြောဖို့ဘူး။အဲ့ဒါကြောင့်ဣသရေလကနျူကလ িয়ার လက်နက်ရှိတယ်ဆိုတာဘယ်သူကမှအတိပြုတ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဣသရေလကိုယ်တိုင်ကသူတို့ကိုယ်တိုင်ကအတိလည်းမပြုတ်တယ်လို့ငင်းလည်းမငင်းဘူးပေါ့နော်။ So they never confirm or either deny ဖြစ်နေတယ်ဘယ်တော့အခါမှဆိုတော့ရှိတယ်မရှိဘူးမပြောဘူးပေါ့ဒါမဲ့ရှိတော့ရှိတယ်ပေါ့နော်ဒါမဲ့ဘယ်လောက်အထိရှိမလဲကျွန်တော်တို့မသိသေးဘူး I that they are running a nuclear program in this way but we all know that they are they have the Jericho 2 it is nuclear mm. the Iranians would love to have what the uh, the uh, Israelis have had for years and in response to these attacks the Iranians talk a very good game they talk big and they can certainly hurt Israel ဟုတ်တယ်အီရန်ကတော့တကယ်ချားကြီးလို့ပေါ့ချက်နဲ့ကြီးလို့ပေါ်ပြောတာပဲရှိတယ်အလေးပဲကြီးတယ်ဒါမှတိုက်ခတ်ကြတဲ့ခါကျတော့အဲ့လောက်ထိအီရန်ကအာမတနာဆိုတော့တွေ့တယ်ပေါ့နော် in the war of the skies which this is going to be for some time yet tel aviv certainly အခုကတော့လေပိုကတိုက်ခိုက်နေတဲ့ပေါ့နော်ကောင်းကင်ပိုကတိုက်ခိုက်နေတိုက်ပွဲဖြစ်နေမေပိုကတိုက်ခိုက်နေတိုက်ပွဲမဟုတ်သေးဘူးပေါ့ဆိုတော့ကွာလူဦးဒီဘယ်လိုပြောမလဲအာ တတတတဘောနော်တတ military personnel အရဆိုတော့အီရန်ကတတပူများပါတတပူပူများတယ်နိုင်ငံလေးပူကြီးနေတယ်ဒါပေမဲ့အီရန်ကတုံးနေတဲ့လက်နက်တွေကတော်တော်လေးဟောင်းနေတယ်ရုရှားဥစားတွေတုံးနေတယ်တိတ်ပြစ်တုံးမဝင်ကြဘူးလက်နက်ချင်းတွေကိုနိုင်ရှင်မဲ့ technology အချင်းတွေကိုနိုင်ရှင်မဲ့ဆိုတော့အီရန်ကဘလူနီးနေမှာအစ္စရယ်ကိုနိုင်မဲ့ပုံမပေါက်ဘူးအခုလိုမျိုးချင်းနေကြည့်မယ်ဆိုရင်အခုလက်ရှိချင်းနေမှာတွားကြည့်ပါအောင် YouTube မှာ အီရန်ရဲ့နေရာတော်တော်များများကတော့အရေးကြီးတယ်နေတော်တော်များများကပြာကျသွားပြီဆိုတော့အီရန်ကအမေရိကန်လူပါပဲသူကတော်တော်လေးကိုလေကြီးတယ်ပေါ့တော်လေကြီးအော်တကုံချမယ်ဘောမှာပါငါပြုံးနေတယ်ပေါ့တော့ဒါပေမဲ့လက်တွေ့ကြမှာအာမလုံနိုင်ဘူးဖြစ်တယ်ဒီတစ်ခါအီရန်တုံးပြုံနေတဲ့လေချောင်းကကိုယ်ရေးစနစ်ဆူရာကလည်းရုရှားကထုတ်တဲ့နည်းစနစ်တွေရုရှားကပေးတဲ့တက်ကနိုလော်ဂျီတွေဖြစ်နေတဲ့ခါကျတော့အသုံးမဝင်ကြဘူးအဲ့ဒါကြောင့်ရုရှားကိုယ်တိုင်ကလည်းဇူးဝင်လာတယ်ပေါ့ ရုရှားကူတိုင်ကလည်းတနည်းအားပြောရအောင်အဆက်ကွေးခံခဲ့ရတယ်ရုရှားရဲ့စီရင်အာဏာချက်ကြီးကိုတော်တော်များများဟောဖော်ပြသွားခဲ့တာပေါ့နော်အဲ့ဒါကြောင့်ရုရှားနဲ့နေတူးတို့ US တို့နဲ့ရန်ဖြစ်နေမယ်ဆိုတော့ရုရှားက나ဂျီပိုင်းတွင်မှာအတူအရေးကြီးနေတဲ့စတက်စခန်းတွင်နေတူးကအသွားပြီးမှဖြုတ်ခွဲနိုင်ချေရှိဆိုမှပြောလာကြတယ်ပေါ့နော်ဆိုတော့အာ yeah guys that's it အာဒီလူနဲ့ပဲကျွန်တော်တို့အီရန်နဲ့ ဣစရေရီကိုအာအဆုံးသတ်ပြရစေပရိသတ်တို့ဒီညတော့ကျွန်တော် comment မဖတ်တော့ဘူးပေါ့နော်အမေဒီ podcast ပြီးမှပဲပရိသတ်တို့ရဲ့ comment တွေကိုတစ်ခုပြီးတစ်ခုတော့ဖတ်မယ်ပေါ့နော်ဆိုတော့ဒီတစ်ခါတော့ comment ဖတ်ပြီးမှမဆွေးနွေးတော့ဘူးပေါ့နော်အာလူအများကြီးကြည့်နေတာတဲ့ဟုတ်ပါတယ်ဟုတ်တယ်ကြည့်ပေးတဲ့လူကတော့ဝါးအောင်နော်တထောင်နဲ့900ကျော်တော်ရှိနေ Thank you so much guys I appreciate it I love you so much ဒါလုံးဝအားပေးတာကျမ်းတယ်ကွာလုံးဝ Jesus တင် from the bottom of my heart guys I'm so grateful to you guys um ဒီလောက်နဲ့ပဲကျွန်တော်ရဲ့ podcast ကအဆုံးသတ်ပြရစေတဘောကြရစင်တော့ YouTube လေး YouTube မှာ subscribe လေးပါလေးလို့ပေးကြပါတော့ comment မှာပဲဖြစ်ဖြစ်နော် live ပါပဲဖြစ်ဖြစ် share လို့ဒါလည်းဖြစ်ဖြစ်အကုန်လုံးအဲ့လိုမျိုးအတူနီးတူဟာနေပေါ့နော်အပေးရပရစ်တက်အားလုံးပုံပါလေလုံးဝကိုကျေးဇူးတင်တယ် appreciate appreciate thank you so much guys and um thank you so much for watching beautiful people i love you guys take care God bless. I'll see you soon tomorrow or I don't know tonight. တော့တရင်ချူချတာလေးတွေရှိတယ်ဆိုရင်တော့ဒီညမှာပဲကျွန်တော်ပြန်တွေ့ကြည့်ပြန်တွေ့ပြန်ပြန်တွေ့မယ်ပြန်ဆုံမယ်ပေါ့နော်